ဒီလေကြီးဟာ26နှစ်လုံးသူ့သခင်နဲ့လမ်းလျှောက်ထွက်တယ်။မင်္ဂလာပါ YouTube Channel ကပြန်လည်ကြိုဆိုလိုက်ပါရီ။အခုဗီဒီယိုတွေကလေကြီးကတော့သူ့သခင်နဲ့အတူတူနေတိုင်းလမ်းလျှောက်ထွက်လေရှိပါရီ။ဂျပန်နိုင်ငံကဆူကီရှိမမြို့မှာတော့မစ္စတာမာတာနီဟာအာဖရိကအီယာမလေကြီးနဲ့အတူတူနေစဉ်နေတိုင်းလမ်းလျှောက်ထွက်တာပါ။အာဖရိကလေကြီးကတာမန်လေးတွေနဲ့မတူပဲခန္ဓာကိုယ်ကြီးမားပြီးတဝေခွဲပတ်လေလောက်ကြီးမားပါရီ။မစ္စတာမာတာနီကအဲ့ဒီအာဖရိကလေကိုအကောင်ပေါက်ရွယ်ကလေးကဝယ်ယူပြီးကျွေးမွေးဆောင်ရှောက်ခဲ့တာပါ။ချစ်စရာကောင်းတဲ့ဒီလေလေးရဲ့နာမည်ကတော့ဘွန်ချန်းလို့ခေါ်ပါရီ။ မစ္စတာမာတာနီကလက်ကလေးပွန်ချန်းအင်ကိုဆောက်ရောက်လာကလေးကလမ်းလျှောက်ထွက်တဲ့အခါတိုင်းလက်ကလေးပွန်ချန်းကိုခေါ်သွားပါတယ်။လက်ကလေးကိုအုတ်ထုတ်လဲဆောင်းပေးထားပါသေးတယ်။အခုဆိုရင်ပွန်ချန်းလက်ကလေးရဲ့အသက်က26နှစ်ရှိပြီဖြစ်သလိုတခင်ဖြစ်သူအဖိုးကြီးနဲ့အတူတူလမ်းလျှောက်ထွက်တာကလည်း26နှစ်ရှိသွားပါပြီ။လက်ကလေးပွန်ချန်းကအိုနေပေမဲ့တခင်ဖြစ်သူမစ္စတာမာတာနီနဲ့လမ်းလျှောက်ရတာကိုသဘောကျပါတယ်။မစ္စတာမာတန်နီကအိမ်ပြင်ထွက်ဖို့ဖက်နဲ့စီးလိုက်တာနဲ့လက်ကလေးပွန်ချန်းကပါနောက်ကတကောက်ကောက်လိုက်လာတာပါ အခုတော့ Mr. Martani ကလိမ့်ပေါက်စာလေးတစ်ကောင်ထပ်ဝယ်ထားတော့မို့ဘွန်ချန်းနဲ့ Mr. Martani တို့လမ်းလျှောက်ထွက်ရင်လိမ့်ပေါက်စာလေးကိုဘွန်ချန်းရဲ့ကြောဘော်ကိုတင်ထားပေးပါသေးတယ်။လိမ့်ကလေးဘွန်ချန်းကအထူးကြပြီးချစ်စရာကောင်းနေလို့လမ်းထွက်လျှောက်တဲ့အခါတိုင်းယူရီကဘွန်ချန်းနဲ့အတူတူအမတ်တရားဓာတ်ပုံရိုက်ကြပါလိမ့်။